မင်္ဂလာပါရှင် PPTV ရဲ့ Person တက်ဆက်ပေးနေကြသတင်းလာချင်းလာစင်စရာနေကြိုဆိုလိုက်ပါတယ်ကျမကတော့ချူပါပြည်သူတွေကြားမှာပြက်လက်နေတဲ့သတင်းမှားတွေအချက်လက်မှားတွေနဲ့အကြောင်းအရာမှားတွေကိုစစ်စစ်ပြီးတော့ဘယ်ဟာကသတင်းမှားဘယ်ဟာကချင်းဆိုပြီးတော့တင်ဆက်ပေးသွားမှာပါပြည်သူတွေနေနဲ့လည်းဖတ်ရှုလိုက်ရတာတွေမြင်တွေ့ခဲ့ရတဲ့အကြောင်းအရာတွေကိုသတင်းလာချင်းလာသိချင်တော့ comment တွေမှာဝင်ရောက်ရှင်းသားမေးမြန်းနိုင်ပါတယ်ဒီဒီဘက်အတွက်တင်ဆက်ပေးမှာတွေကတော့ MISMT ရဟရင်ကတိုက်ခိုက်ခံရလို့ပြတ်ကြတာမဟုတ်ပဲစက်ပစ္စည်းချုပ်ရင်းမှုကြောင့်ပြတ်ကြရတယ်ဆိုရချင်းအေတပ်ဖွဲ့တွေက PDF တွေကိုခွဲခြားဆက်ဆံပြီးတော့အနိုင်ကျင့်တာတွေကိုလှုပ်ဆောင်နေရဆိုတဲ့သတင်းမှနဲ့တမဟာ6မှာ KNU ရဲ့အနိုင်ကျင့်ဖိနှိပ်မှုကြောင့် PDF တွေကလက်နက်တွေယူဆောင်ပြီးကိုလုံယုံထွက်ပြေးနေရဆိုတဲ့အချင်းအကြောင်းအရာတွေပါပဲ။ ဒီတစ်ပတ်အတွက်လူပြောအများဆုံးသတင်းကတော့ KIA PDF ပူပေါင်းတက်တွေကဗမော်မြို့မှာစစ်ကောင်စီရဲ့ MI17 ရဟတ်ရီနှစ်စီးကိုပစ်ချလိုက်တဲ့သတင်းပါပဲ။ပြီးခဲ့တဲ့မေ20ရက်မှာဗမော်မြို့ကိုစစ်ကုန်းရဲ့ရိတ်ခါတွေပို့ဖို့အတွက်စစ်ကောင်စီက MI17 ရဟတ်ရီ3စီးရောက်လာပါတယ်။အဲ့ဒီအထက်က2စီးကိုပစ်ချနိုင်ခဲ့တာပါ။ ။တစင်းကတော့အဲ့ဒီမှာပဲပြက်ကျနေတဲ့အပျက်စီးတွေရယ်၊လေရင်မှုအလောင်းရယ်နဲ့အဲ့ဒီမှာပါတဲ့အစ်စ်ကောင်စီတက်ရယ်၊ဘျူဟာမှုအဆင့်ရှိသူတွေပါတေဆုံးတာကိုတွေ့ရှိခဲ့ရပါတယ်။နောက်တစ်ရက်မှာလည်းတိုက်ခိုက်မှုကြောင့်ထိခိုက်ပြီးထွက်ပြေးသွားတဲ့ MI-17 ရဲ့ဟဲ့ရင်နဲ့မီးလောင်ကျွမ်းနေတဲ့အလောင်း16လောင်းရဲ့လက်နက်တွေကိုရှာဖွေတွေ့ရှိခဲ့ပါတယ်။ အဲ့ဒီဖြစ်စဉ်ကိုစစ်ကောင်စီကရောလော်ဘီတွေရပါ MI70 ရဟယင်ကတိုက်ခိုက်ခံရလို့ပြတ်ကြတာမဟုတ်ပဲနဲ့ဆက်ချုပ်ရေးမှုကြောင့်ပြတ်ကြရတာပါဆိုပြီးတော့လိမ့်လေချင်းထင်နေပါတယ်အဲ့ဒီ post ကိုစစ်ကောင်စီ lobby ကြောစွာ Telegram channel အပါအဝင် lobby channel တွေအကုန်လုံးနှီးနှီးကတင်နေကြတာပါအဲ့ဒီ post ရဲ့ပြန့်နှံ့မှုက like 900 comment 163နဲ့ view ကတော့3800ကျော်ရှိရတွေ့ရပါတယ်အကြောင်းအရာစစ်စစ်ကြည့်ရအခါမှာလွဲမှားနေပါတယ်ရှင် လွတ်လပ်ပြီးရုပ်ကြီးစိတ်ချရတဲ့တင်းဌာနတွေမှာကစစ်ကောင်စီရဲ့ MI17 ရဟတ်ယာဉ်ကို KIA PDF ဖူပေါင်းတပ်တွေကပြစ်ချလိုက်တယ်လို့ရှင်းတာဖော်ပြခဲ့ကြတာပါ။အဲ့လိုပြစ်ခတ်လို့ပြတ်ကျသွားတဲ့ရဟတ်ယာဉ်ကိုလည်းမေ20ရက်နေ့မှာတစည်းရှာတွေ့ခဲ့တယ်လို့မေ21ရက်မှာလည်းနောက်ထပ်ပြတ်ကျနေတဲ့တစည်းကိုရှာတွေ့ခဲ့တာပါ။ရဲရင်ကိုဘလို့တိုက်ခိုက်ခဲ့သလဲဆိုတဲ့ဗီဒီယိုဖိုင်ကလည်းမေ22ရက်မှာထွက်ပေါ်လာခဲ့ပါတယ်။ drone တစ်စီးကရဟရဲ့ main router ကို ဝင်တိုက်လိုက်တာကိုတွေ့မြင်ရတာပါအဲ့ဒါကိုစစ်ကောင်စီ lobby တွေနဲ့စစ်ကောင်စီရဲ့ပြန်ကြားရေးကတော့ဆက်ချုပ်ရေးလို့ပြတ်ကြရတာပါဆိုပြီးတော့ပြည်သူတွေကိုလိမ့်လည်ချင်းထည့်နေရပါပဲ။ကြော်စာ channel ဖော်ပြချက်ကိုဖတ်ချက်ရကြည့်မယ်ဆိုရင်လည်းလှည့်ဖြောင်းမှန်းသောတိဆက်ချက်ဖြစ်နေရတွေ့ရပါတယ်ရှင်။ ာရခတက်တော့ AA ကတော့ PDF တွေနဲ့အတူ AOD တိုင်းတွင်းမှာတိုက်ပွဲတွေနဲ့ထိုးဖောက်ဝင်ရမိပါတယ်။လက်တလုံးမှာတော့ငတိုင်းချောင်းမြို့နယ်အတွင်းမှာ AA PDF ဖူပေါင်းတက်တွေနဲ့စစ်ကောင်စီတက်တွေကြားမှာတိုက်ပွဲတွေပြင်းထန်နေပါတယ်။စေအချင်းတွေမလာတဲ့စစ်ကောင်စီအတွက်သူ့လော်ဘီတွေကတော့ထုံးစံအတိုင်းပဲမဟုတ်မမှန်သတင်းတွေထုတ်ပြန်ပြီးတော့ပြည်သူတွေကိုချင်းထည့်နေပါတယ်။ ခုလည်းတောသားလေးနာမည်နဲ့ Facebook အကောင့်ကနေ PDF တွေက AOD တိုင်းတဲ့ကို AA တက်ဖွဲ့တွေခေါ်သွင်းလာတယ်ဆိုတာ ਨੇ AA တက်ဖွဲ့တွေက PDF တွေကိုခွဲခြားဆက်ဆံပြီးအနိုင်ကျင့်တာတွေကိုလှုပ်ဆောင်ရလို့ဂျင်းထက်ဖြန့်ချီနေပါတယ်။ AA တက်ဖွဲ့တွေကဒေသခံတွေရဲ့နေအိမ်တွေကတန်မိုးကြီးပစ္စည်းတွေကိုလည်းယူဆောင်နေရရှိတယ်ဆိုပြီးရေးသားဖြန့်ချီနေရပါ။အဒီပိုဆေပြန်နေမှုက like 48 share 82နဲ့ comment တစ်ခုရှိရာတွေ့ရပါတယ်။ အကြောင်းအရာကိုစစ်စစ်ကြည့်တဲ့အခါမှာလည်းလွဲမှားနေပါတယ်ရှင်။လွတ်လပ်ပြီးယုံကြည်စိတ်ချရတဲ့တည်င်းဌာနတွေမှာကငတိုင်းချောင်းမှာရှိတဲ့စစ်ကောင်စီရဲ့အမြောက်တပ်၃လေးလေးကို A နဲ့ PDF ပူပေါင်းတပ်တွေကတိုက်ခိုက်သိမ်းပိုက်မယ်ဆိုတဲ့တည်င်းတွေကြောင့်စစ်ကောင်စီကကျေးရွာတွေကိုလေကြောင်းကနေဘုံကျဲပြီးတိုက်ခိုက်နေတဲ့အတွက်မိလောင်မှုတွေရှိနေတယ်လို့ရှင်းသားဖော်ပြခဲ့ကြတာပါစစ်ကောင်စီတပ်ရဲ့စစ်ရာဇဝဲမှုတွေကိုဖုံးကွယ်ဖို့အတွက် လော်ဘီအကောင့်တွေကတည်င်းမှားတွေရေးသားပြီးတော့ဖြန့်ချိနေရပါပဲ။ဒေါ်လာလင်း Facebook အကောင့်ရဲ့ဖော်ပြချက်ကိုဖတ်ချက်ရကြည့်မယ်ဆိုရင်လည်းအစအဆုံးကလုံခြုံဖန်တီးတိဆက်ချက်တွေဖြစ်နေအောင်တွေ့ရပါလိမ့်ရှင်။စက်ကောင်စီလော်ဘီကြောစွာ Telegram Channel ကတော့အကြောင်းအရာမှတစ်ခုရေးတင်ပြီးပြည်သူတွေကိုချင်းထည့်နေပါတယ်။ အဲ့ဒါတော့ KNP နဲ့ KN မျိုးသားအစည်းအရုံး KNU နဲ့မြင်တက်မဟာ6မှာ KNU တွေရဲ့အနိုင်ချင်းဖိနှိပ်မှုတွေကြောင့် PDF တွေကလက်လက်တွေ ယူဆောင်ပြီးကိုလို့ယုံထွက်ပြေးနေတယ်လို့ရှင်းသားဖြန့်ချိနေရပါအဲ့ဒီပိုဆက်ပြတ်နေမှုက like 686 viewer တော့3400ကျော် share 21နဲ့ comment 16ခုရှိတာတွေ့ရပါတယ်အကြောင်းအရာစစ်စစ်ကြည့်ရခါမှလည်းလွဲမှားနေပါလေရှင် လက်လက်ပြီးယုံကြည်စိတ်ချတဲ့သတင်းဌာနတွေမှာက KNU PDF ဖူးပေါင်းတပ်တွေရဲ့တိုက်ခိုက်သိမ်းပိုက်မှုကြောင့်၅လအတွင်းမှာစစ်ကောင်စီရဲ့တပ်စခန်း၈ခုကိုသိမ်းပိုက်ရရှိထားတယ်လို့ရှင်းသားဖော်ပြခဲ့ကြတာပါ။ KNU ပြည်မှာစစ်ပွဲတွေရှုံးပြီးတော့စခန်းတွေလက်လွတ်ဆုံးရှုံးနေရတဲ့စစ်ကောင်စီတပ်တွေရဲ့သတင်းကိုဖုံးကွယ်ဖို့နဲ့ KNU နဲ့ PDF တွေအကြမ်းမှာအထင်မြင်လွဲမှားအောင်ရည်ရွယ်ပြီးတော့ lobby တွေရဲ့ဂျင်းတွေရေးပြီးဖြန့်ချီနေရပါပဲ။ စောစာချန်နယ်ဖော်ပြချက်ကိုဖတ်ချက်ရကြည့်မယ်ဆိုရင်လှည့်ဖြားမှားသောတင်ဆက်ချက်ဖြစ်နေရတွေ့ရပါတယ်ရှင်။အခုတင်ဆက်ခဲ့တာတွေပေါ့ပရိသတ်တွေအနေနဲ့ကျင်းနဲ့နှစ်သိမ့်မယ်လို့မျှော်လင့်ပါတယ်ရှင်။နောက်လာမယ့်ပတ်တွင်မှာလည်းသတင်းမှားတွေချင်းတွေကိုဘယ်လိုမျိုးရှားဖွေစစ်ဖော်ထုတ်ပေးမလဲဆိုတာစောင့်ကြည့်ကြပါအောင်နော်။ပြည်သက်တွေနေနဲ့စစ်စစ်ချင်တဲ့အကြောင်းအရာတွေရှိရင်လည်း message box ကနေတဆက်ဆက်သွင်းနိုင်ပါတယ်။ ဲ့လိုပေးပို့လာတွေကိုကျမတို့ဖွဲ့သားတွေကရှာဖွေစစ်စစ်ပေးသွားမှာဖြစ်ပါတယ်။ပြည်သူလူထုတရက်လုံးတည်င်းလာချင်းလာခွဲခြားသိမ့်မိပြီးစစ်ကောင်စီလော်ဘီတွေရဲ့ဂျင်းထက်ခံရခြင်းပေးရနေကင်းဝေးပျော်ရွှင်နိုင်ကြပါစေရှင်။